င်္ဂလာပါရှင်စိန်စတာအနေဖြင့်လည်းကြိုဆိုလိုက်ပါရယ်ယခုဒီဆိုင်မဲ့ကြောင်းလေးကတော့မင်္ဂလာစင်းမြင့်ထမှာဆွေးပြေးတဲ့စင်ပေါ်လုံလိုက်တဲ့လောက်ရဲ့ကြောင်းအခုလိုမျိုးလူပြောများနေတဲ့ရွှေသမီး မင်းသမီးရွှေသမီးကတော့ဆွေပြတစင်ကိုလှုပ်လိုက်တဲ့အပြုတ်မူလေးကြောင့်လူပြောများနေပါတယ်ဆွေပြတစင်နဲ့ဟင်းဝင်းရရဲ့ခန္ဓာလာပါတဲ့မင်းလာညစာပွဲကြီးမှာထိတ်တန့်ကျဲဝဲတွေအမှုပညာရှင်တွေဆောင်ရင်းတဲ့အရန်ကိုမှစီကားလာတာလည်းဖြစ်ပါတယ်မျက်စိချင်းလောက်တဲ့မင်းရောင်တွေအောက်မှာဧည့်သည်တွေအားလုံးကလည်းကိုယ်ရလာပါခံရမှုတွေဖူးဆောင်တွေနဲ့နေရာယူထားကြတဲ့အချိန်မှာသူတို့သမီးဆွေပြတစင်ကလည်းတကယ်ကိုနှစ်သမီးလေးတစ်ပါးလိုလာပါနေတဲ့ခေါင်းဝင်းဖြူကြီးနဲ့ပွဲရဲ့အဓိကနေရာကိုပြေဝအောင်ယူထားတာလည်းဖြစ်ပါတယ် ဒါပေမဲ့လှပမှုရဲ့နောက်ကွယ်မှာသတို့သမီးတွေကြုံတွေ့ရတဲ့အခက်အခဲတွေရှိပါတယ်။အဲ့ဒါကတော့အယံကိုမှရှင်လျားပြီးလေးလံတဲ့ကောင်ဝင်ရဲ့အနောက်မိပါပဲ။လမ်းလျှောက်ဖို့လှုပ်ရှားဖို့တော်တော်လေးကိုဒုက္ခရောက်တဲ့အပိုင်းပေါ်ဒီအချိန်မှာပွေးတက်လာတဲ့အဲ့ဒီတွေအားလုံးဟာကိုယ့်ရဲ့လားပါကိုယ့်ရဲ့ပုံရိပ်တွေကိုယူဆိုင်ကြပြီးတော့ခန့်ညာစွာထိုင်နေချိန်မှာလူတယောက်ရဲ့လှုပ်ရက်ကကင်မရာမန်မလို့အောင်မှပုံလင်းခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒါကတော့ပရိသတ်ရဲ့ချစ်တော်ထိတ်တန်းမင်းသမီးတယောက်ဖြစ်တဲ့ရွှေသမီးပါပဲ။ထုံးပေါ်လာတဲ့ဗီဒီယိုထဲမှာမင်းသမီးဆွေသမီးတယောက်ကသတို့သမီးဆွေပြည့်တဲ့စဉ်လမ်းလျှောက်ရအောင်စေပြေစေဖို့သူ့ရဲ့ကောင်ဝင်နောက်မင်းကြီးကိုကင်တွေက နောက်ကနေလိုက်မှပေးနေတာလည်းဖြစ်ပါတယ်ပြိသက်တွေစဉ်းစားကြည့်ပါရွှေသမီးကတော့ဒီပွဲရဲ့ဒရိုသမီးရဲ့ရန်လည်းမဟုတ်ပွဲရန်ရန်လည်းမဟုတ်ပါဘူးသူကိုယ်တိုင်ကမြန်မာနိုင်ငံရဲ့ထိတ်တန့်မိသမီးတစ်ယောက်ပါသူလည်းအခြားဧည့်သည်တွေလိုပဲအကောင်းဆုံးဝတ်ဆောင်နဲ့လှလှပပပြင်ဆင်လာတာပါတကယ်တမ်းသူဒီလိုလိုက်လုပေးစရာသူ့မှာဘာတာဝန်မှမရှိပါဘူးအခြားသူတွေလိုပဲဇပွဲပေါ်မှာခက်ခဲညံ့ညားထိုင်နေလို့ရပါတယ်ဒါပေမဲ့ရွှေသမီးကအဲ့လိုမနေခဲ့ပါဘူးငါကထိတ်တန့်မိသမီးဆိုပြီးတော့မန်ကိုလုံးဝကိုပြေးချိတ်ထားလိုက်ပြီးတော့ကိုရနှုတ်ပညာလှုပ်ပေါ်ကင်မဲ့အခြေချင်းအမရင်တယောက်လိုသဘောထားပြီးတော့ ိုဗီယက်စင်ရဲ့ခြေလှမ်းတိုင်းမှာအစဉ်ပြေစေဖို့ဝေယဝေဆကိုပျော့ပျော့ရွှင်ရွှင်နဲ့လှည့်လုပ်ပြီးနေတာလည်းဖြစ်ပါတယ်။သူ့ရဲ့ကိုပိုင်လာပါသူ့ရဲ့မိန်းသမီးဆိုတဲ့အီးမေးကိုတောင်ခဏမေ့ထားပြီးတော့သူတို့ဘာအစဉ်ပြေဖို့ကိုပဲရှေ့တန်းနေခဲ့တိုင်းသူ့ရဲ့စိတ်ထားကိုဒီဗီဒီယိုကသက်သေပြနေတာပဲဖြစ်ပါတယ်။ဒါကြောင့်လည်းဒီမြေကွင်းလေးတွေကိုတွေးလိုက်တဲ့ပရိသတ်တွေကရွှေသမီးရဲ့စိတ်ထားလေးကိုချီးကျူးမဆုံးဖြစ်နေကြတာလည်းဖြစ်ပါတယ်။ဆိုရှယ်မီဒီယာရဲ့ကွန်မန့်တွေမှာရွှေသမီးကတကယ်ကိုစိတ်ထားဖြူစင်နေမှန်မှန်မရှိဘူးနှိမ့်ချတယ်။ဒါကြောင့်သူ့ကိုချစ်နေရတာဆိုတဲ့ချီးကျူးသံတွေပြင်းနေနေပါတယ်။ အနုပညာလောကမှာအလဘအောင်မြင်မှုဆိုတာတွေကအရေးကြီးပေမဲ့ပရိသတ်တွေရဲ့ချက်ကိုရေရှည်ပိုင်ဆိုင်ဖို့ကလည်းတကယ်ကိုအရေးကြီးဆုံးပါဒီလိုရိုးသားပြီးတော့ကုညီတက်တဲ့စိတ်ဓာတ်လေးနဲ့နှိမ့်ချမှုပါပဲဘီလီယံချီတဲ့မင်္ဂလာဝဲကြီးမှာတောက်ပနေတဲ့ရွှေရင်ငွေတွေတဲ့မင်းသမီးရွှေသမီးပြလိုက်တဲ့စေတနာနဲ့နှိမ့်ချမှုကတော့တကယ်ကိုအတောက်ပဆုံးကျေးဝွင့်နေတဲ့ဝင်ဖြစ်လာခဲ့တာဆိုတာဒီဖြစ်ရလေကတသက်ပါပဲပရိသတ်ကြီးတို့ရောမင်းသမီးရွှေသမီးရဲ့ဒီလိုရက်လေးအပေါ်မှာဘလို့ထင်မြင်မိပါသလဲဒီလိုမှန်မှန်နိုင်ခဲ့ပြီးတော့ကုညီတက်တဲ့သူ့ရဲ့စိတ်ဓာတ်လေးကို ျေးဇူးစကားပြောချင်တယ်ဆိုရင်တော့ကောမမဝင်ရောက်ရေးသားခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးထူးတင်ပါတယ်နောက်နေ့တွင်မှလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါအောင်မယ်ရှင်ဒီနေ့တော့ဒီလောက်ပါပဲနှုတ်ဆက်ပါတယ်